မင်္ဂလာပါ channel msr ပါ၃ရက်နေ့အတွက် wifi night 31ရက်ကောင်ပွဲ၃ပွဲကို prediction လေးလုံရင်တူရှင်လေးပြောမယ် zabastin ပွဲရနေစမယ်အဲ့ပွဲကစိတ်ဝင်စားဖို့ကောင်းတယ် zabastin ဆိုတာက1ကိုကြည့်ရလို့တိုင်းတီးပြီးသားပါ weatherweight dan champion ဟောင်း striking အခြေပြုတယ်တော်တော်ကိုရရှိတယ်ပဲပါ1မှာထိုးခဲ့တဲ့ပွဲတွေထဲမှာ fully ko ဖြစ်သွားတဲ့ပွဲဆိုတာ တပွဲမှမရှိဘူး။ဘိုင်ယန်စကန်နဲ့ပွဲက ground ပိုင်းမှာထူထောင်းခံရလို့ဒါဒိုင်ကတားလိုက်လို့ TKO စရင်ဝင်သွားတာပေါ့နော်။ကြံတဲ့ပွဲတွေက တကယ်ကိုဇာရှိရှိနဲ့ပဲဆော့ခဲ့တယ်။တပွဲမှာလည်းပြင်းရတယ်ဆိုတဲ့ပွဲမျိုးမရှိခဲ့ဘူး။နောက်ဆုံးပွဲ Roberto Soto နဲ့ပွဲမှာဆိုရင်လည်းသူနိုင်နေတာတော့မှကမ်ပတ်ရအောင်ပြန်လာတယ်။ခြေထောက်ကျိုးနေတာတော့မှနိုင်အောင်ပြန်ဆော့ပြသွားတယ်။အခုဒီပဲကြီးပြန်လာပြီဆိုတော့လုံးဝအကြိုက်ပဲ စိုးရကနှစ်နှစ်လောက်ထိပွဲဝေးနေတယ်။ဝမ်ကပွဲမပေးနိုင်တာကြောင့်လဲပါနိုင်တယ်လို့သူကိုယ်တိုင်ကလည်းတနစ်ကိုတပွဲနှစ်ပွဲထက်ပိုမထိုးတတ်ဘူးဆိုတော့ဘာကြောင့်ဒီလောက်ထိပျောက်လဲဆိုတာပြောရတော့နည်းနည်းခက်သား။ပြိုင်ဘက်က Easy FT ကပ်ဖူးလို့ခေါ်တဲ့ဘဲအသက်32နှစ်နဲ့အရက်9ပြီဆက်လက်မရှိတယ်။နဘန်းဘက်ကရောင်းကနေလာတယ်။တိတိကျကျပြောရရင် Gracie Jiu Jitsu တင်းရနေပါ။ Freestyle Wrestling ပွဲတွေလည်းအများကြီးရှင်ပြိုင်ခဲ့ဖို့တယ်။ဝမ်မှာ သုံးပွဲထိုးနှစ်ပွဲနိုင်တပွဲရှုံးထားတယ်တပွဲကတော့အမှတ်ကလေးနဲ့ကပ်ပြီးရှုံးတာပါဆိုတော့လူရင်းကိုပြောရရင် အခုပွဲကတယောက်မှမရှိတဲ့စွမ်းဆောင်ရည်ကတယောက်မှရှိတယ်ဥမာဇာဗက်စတင်ကဇာအရန်ရှိပြီးတော့ pressure ကိုပိုကြိုက်ပေမဲ့ PT ကပ်ဖို့ကဇာအရန်မရှိတလို့ pressure ပေးရင်လည်းတိတ်မခံနိုင်ရှာဘူးအဲ့လိုပဲဇာဗက်စတင်က ground by energy ရှိပေမဲ့ PT ကပ်ဖို့က ground by အနေငယ်တာနေလိမ့်မယ်ဆိုတော့ဒီပွဲက stand နဲ့ ground နဲ့တွေ့တာပါ မြန်အောင်စလုံးရဲ့ game plan ကိုစဉ်းစားကြည့်လိုက်တော့ PT ခက်ဖို့ကရှင်တော့ထိုးကြည့်လိမ့်အောင်မယ်1 2 right hook 1 2 one right hook အဲ့ဒီ component စမ်းကြည့်လိုက်မယ်တန်စကနာရောက်သွားရင်ခြေပြေးဆွဲလိုက်မယ် ground ကိုခေါ်ပြီးတော့ back position ယူလိုက်မယ်အဲ့ဒီနေထားကနေပွဲဖြတ်ဖို့စူးစမ်းလိုက်မယ်ဇာဘတ်စတင်ဘက်ကနေကျွန်တော်တတ်နိုင်သလောက် ခံမှန်းကြည့်ရသလောက်သူကတော့ Stanford ကိုပဲခေါ်ဆော့มาပဲ ground ပိုင်းမကောင်းဘူးဆိုတာကစုပ်ပြတ်တက်နေတာမျိုးတော့လည်းမဟုတ်ဘူးပြေးဆွဲနိုင်တဲ့ double leg ကိုကာကွယ်နိုင်ဖို့နည်းနည်းခက်နေမှာကိုပြောတာအကယ်၍သာကာကွယ်နိုင်ခဲ့တယ်ဆိုရင်သူနိုင်နိုင်ချေများတယ်ဟိုဘက်ကတက်လုံလည်းအရင်မကောင်းဘူးတာနီတာကပွဲမဝေးဘူး ground မှာဖြစ်တယ်ဒါတော့ပါပဲ အားလုံးခြုံပြီးတော့ပြန်ပြောရရင်ကျွန်တော်ကတော့ဇာဗက်စတင်ကိုနိုင်စေချင်ပါတယ် ground mic ကကောင်းကောင်း defend လုံးနိုင်ပါစေလို့ပဲဆူတောင်းတယ်ပေါင်ကြီးမှာ easy fit cup 1.75ဇာဗက်စတင်ကို2.01ဖောက်ပေးထားပါတယ်အဓိကကွာသွားစေတာကတော့ပွဲအနီးဝေးကြောင့်လို့ပဲထင်ပါတယ်ပွဲတာဝေးမနေဘူးဆိုရင်ဇာဗက်စတင်ဘက်ကနေပြစ်ပြီးတော့ off လိုက်မှာပါဟုတ်ကဲ့ကျွန်တော်ညွှန်ရတာပါဒါကတော့ပထမဆုံးပွဲပါတဒါ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေရဲ့ rule အရကျွန်တော်တို့က link ချလို့မရတော့ပါဘူး။အဲ့တော့အခု QR code လေးကို scan ဖတ်ပြီးတော့ Telegram group ကို join လို့ရပါပြီ။ promo code MSN Wage ကိုသုံးပါ